င်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများကိုမကောင်းတဲ့အမှောင်ပြိုးရောဂါဓာတ်တွေပေါ့မကောင်းတဲ့ပပဓာတ်တွေကိုအိမ်လေးကနေပြီးတော့လှည့်ထုတ်ပြရတဲ့ဝါဆိုင်နေတဲ့ပစ္စည်းအကြောင်းကိုကျွန်တော်ကနေပြီးတော့ဝေးမျှပေးမှာဖြစ်ပါတယ်မိမိတို့အိမ်မှာမိသားစုဝင်တွေပေါ့နော်တယောက်ပြီးတယောက်ဟိုလူကဖျားလိုက်ဒီလူကနေမကောင်းဖြစ်လိုက်ဒီလူနေမကောင်းဖြစ်လို့မှမကြသေးဘူးနောက်တစ်ယောက်ကထပ်ဖြစ်လိုက်ခဏခဏကျန်းမာရေးတွေညံ့နေကြတာတချောင်ချောင်ဖြစ်နေကြတာပြီးရင်နောက်တစ်ခုက ိမ်မှာရှိတဲ့မိသားစုဝင်တွေတယောက်နဲ့တယောက်မျက်နှာချင်းဆိုင်လို့မရဘူးမျက်နှာချင်းဆိုင်လိုက်ပြီဆိုတဲ့စကားတွေများအကြီးနဲ့အငယ်နဲ့မတက်အဲ့ဒါအိမ်နေပူနေအိမ်နေစုနေပါတယ်ဆိုရင်လည်းပဲဒီအမှောင်ပြောကတက်တွေကိုလည်းရှိရှိတယ်လို့ပြောလို့ရတာပေါ့လေအဲ့ဒီအမှောင်ပြောကတက်တွေဆိုရင်လည်းပဲအိမ်လေးကနေပြီးတော့အိမ်ပြုံထွက်သွားအောင်လို့တစ်ပြက်စီတီတီဘွာစိတ်တီတစ်ပြက်စီနဲ့လက်ထုတ်လို့ရပါတယ်ထို့တူပဲကိုယ့်အိမ်ကိုကိုမလာစေခြင်းနဲ့ဧည့်သည်တွေပါတယ်မရောက်လာစေခြင်းလည်းဒီတစ်ပြက်စီနဲ့လက်ထုတ်လို့ရပါတယ် ထို့သူပဲကိုယ့်ကိုဒုက္ခပေးမဲ့သူတွေကိုယ့်အိမ်ကိုရောက်မလာအောင်လည်းပဲဒီစီပျက်စီးနဲ့လက်ထုတ်လို့ရပါတယ်။ဒါကတော့ကျွန်တော်တို့အဘဆိုင်မင်းတင်ကပြောပြခဲ့တဲ့ဝါစိနေဒီပျက်စီးရဲ့အာဏိသင်လေးပဲဖြစ်ပါတယ်။အဲ့တော့ဝါစိနေဒီပျက်စီးလှုပ်ဖို့အရာပထမဦးဆုံးကျွန်တော်တို့ဒီလိုမတ်တက်ဒီပျက်စီးအသေးလေးတစ်ချောင်းလိုပါတယ်။မတ်တက်ဒီပျက်စီးအသေးလေးတစ်ချောင်းပေါ့နော်။ဒီလိုအသေးလေးတစ်ချောင်းလိုပါတယ်။အဲ့တော့အဲ့ဒီပြည့်စည်ရဲ့အနောက်ကလက်ကင်အယိုးနေရာပေါ့လက်ကင်ယိုးနေရာမှာအဝါဟိုတကက်အစိမ့်ဟိုတကက်အနီဟိုတကက်အဲ့ဒါသင်္ဘောစည်းလေးနဲ့တုတ်လိုက်ပါ ဟွာစိမ့်နေပေါ့နော်အဝါတကက်အစိမ့်တကက်အနီတကက်တုတ်ပါပြီးရင်ကျွန်တော်တို့ဒီတပြက်စီးရဲ့အနောက်မှာကျွန်တော်အပေါက်ကလေးပါတယ်အဲ့ဒီအပေါက်ကိုကျွန်တော်လုံအောင်ပိတ်ရပါမယ်အဲ့တော့ကျွန်တော်တို့ဖြစ်နိုင်ရင်တော့တက်သားဆို့ပေါ့တက်သားနဲ့ဆို့လေးလောက်ပြီးတော့ဒီအနောက်ကနေပြီးတော့ရိုက်ထည့်ပြီးတော့အဲ့ဒီအပေါက်ကိုလုံအောင်ပိတ်ပလိုက်ပါဒီဝါးတွေကွဲသွားလို့မရပါဘူးဒီအပေါက်လုံမရမှာပေါ့နော်ဒီအပေါက်ကိုတော့လုံအောင်ပိတ်ရမယ်နောက်ကဆို့နဲ့ကြိုက်ပြီးပိတ်ပြပါအဲ့တော့အဲ့ဒါဆိုရင်တော့ဒီအနောက်ကိုလည်းလုံအောင်ပိတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ ါဝါစိနေဒီပြည့်စီကြပါပြီအဲ့တော့ဒီပြည့်စီနဲ့ကျွန်တော်တို့အိမ်မှာရှိတယ်မကောင်းတဲ့အမှောင်ပြောကတဲ့ဒီကိုလှဲထုတ်ပါမယ်လှဲတဲ့အခါမှာကျွန်တော်တို့ညနေနေဝင်ချိန်ပေါ့အဲ့နေဝင်ချိန်ကိုလှဲရပါမယ်အခုဒီလာဒီမှာဆိုရင်ညနေနေဝင်ချိန်ဟာ6:40မိနစ်40နောက်ပိုင်းဟာဒါနေဝင်ချိန်မှာပဲ6:00မိနစ်40နောက်ပိုင်းဆိုရင်နေဝင်ပြီအဲ့တော့အဲ့လိုအချိန်မှာကျွန်တော်တို့လှဲပါမယ်အဲ့ဒီ6:00မိနစ်40ရဲ့နောက်ပိုင်းကိုကျွန်တော်တို့အမင်္ဂလာချိန်လို့ခေါ်တာပေါ့ နော်အဲ့ဒီအချိန်မှာကျွန်တော်တို့မကောင်းတဲ့ဓာတ်တွေကိုလှည့်ထုတ်ပါမယ်ငါတို့အိမ်မှာမကောင်းတဲ့ဓာတ်တွေမကောင်းတဲ့အမှောင်ပြောကားတွေရှိရင်ထွက်သွားထွက်သွားဆိုပြီးတော့လှည့်ထုတ်ပါလှည့်တဲ့အခါမှာကြမ်းပြင်ကိုထိပြီးလှည့်ရမှာမဟုတ်ပါဘူးလေထဲမှာတည်းမြဲဒီပြည်စည်းလှည့်တဲ့ပုံစံဟန်ပြုတ်ပြီးတော့အမိုက်တွေကိုအပြင်ကိုလေထဲကနေလှည့်ထုတ်ပြရမှာဖြစ်ပါတယ်မကောင်းတဲ့အမှောင်ပြောကားအမိုက်တွေကိုပေါ့လှည့်ထုတ်ပြရမှာခုတူပဲအိမ်မှာရှိတဲ့တယောက်ကညနေဘက်တွေဆိုရင်ပုံမှန်ခေါင်းတွေကြိုက်တယ်ခေါင်းတွေမူးတယ်ကိုလက်တွေမအီမသာဖြစ်တယ်ကျမကြီးကတချောင်ချောင်ဖြစ်တယ် ာဆေးတွေသွားစစ်တော့လဲဆေးတွေသွားကူတော့လဲပဲယောဂါရှာမရဘူးညနေပိုင်းဆိုရင်ပုံမှန်ဖြားနေပြီနေမကောင်းဖြစ်နေပြီဆိုရင်လဲအဲ့လူကိုကျွန်တော်တို့နော်ပလက်လန့်ခိုင်းလိုက်ဒီအစောကကျွန်တော်ပြောတဲ့အချိန်ပေါ့6နာရီမိနစ်40နောက်ပိုင်းမှာပေါ့သူ့အညာဆောင်ပပလေးတွေအပေါ်ကနေခြုံမိလိုက်ခေါင်းမူပါခြုံရမယ်နော်ခေါင်းမှာကျွန်တော်လုံအောင်ခြုံရမယ်ပြီးရင်အဲ့ဒီအပေါ်ကနေပြီးတော့အောက်ခြေပြားကြီးကိုဒီပြည့်နဲ့လှဲချမယ်သူ့တော့ထိပြရမလို့နော်အပေါ်ကပဲလှဲမယ်နော်ရှက်လှဲတာပေါ့ဘောကနေပြီးတော့အဲ့တော့ဘာနေသမီးဘယ်သူပေါ့ ါမှမဟုတ်လဲဘာနေသားဘသူပေါ့သူ့မှာရှိတဲ့အမှောင်ပြောကားတွေမကောင်းတဲ့ယောဂဝေဒနာတွေကျန်းမာရေးအညံ့တွေထွက်သွားဆိုပြီးတော့မှအပေါဝဘကိုဒီမျိုးလက်ထုတ်ပေးရပါမယ်ဒီအိပ်ပဝဘကိုပေါ့လက်ပြရမှာတကားဖွင့်ပြီးတော့လက်ထုတ်ပြအဲ့လိုမျိုးမကောင်းတဲ့ဓာတ်တွေကိုလက်ထုတ်ပြရပါမယ်အဲ့လိုပဲကိုမလာသေးခြင်းနဲ့ဧည့်သည်ကိုအိမ်ကိုမရောက်လာသေးခြင်းဘူးပေါ့နော်ကိုမလာသေးခြင်းနဲ့လူကိုအိမ်ကိုမလာသေးခြင်းကိုမရောက်လာသေးခြင်းဆိုရင်လေသူ့ရဲ့မျက်နှာကိုပုံအောင်ပုံအာယုံပြုတ်ပြီးတော့မှသူ့ကိုတက်စီနဲ့လက်ထုတ်ရတယ်ငါတို့အိမ်ကိုမလာခဲ့နဲ့နေငါတို့အိမ်ကိုမလာခဲ့နဲ့ဆိုပြီးတော့ အဲသူညနာကိုစိတ်ထဲမှာပေါ်ပြီးတော့လေထဲကနေပြီးတော့လမ်းပေါ်ဘက်ကိုလှည့်ထုတ်ပြရပါတယ်အဲ့တော့ညာရှိသလိုသုံးပါအဲ့တော့ဒီဒီပြစီနဲ့ပတ်သက်ပြီးတော့ထူးခြားမှုတွေတခုကျွန်တော်ပြပြအောင်မယ်တစ်ခါတော့ကကြာပါပြီ၄၅9နှစ်လောက်တော့ရှိပြီကျွန်တော်စီကိုဒီလက်ပံလှဘက်က ပေါ့နော်လက်ပံလှဘက်ကမိသားစုတို့ရောက်လာတယ်ចောင်းစီယာမိသားစုအဲ့တော့သူတို့မိသားစုဟာသူတို့ရဲ့အိမ်ချင်းအိမ်နဲ့လုံးဝမတည့်ဘူးအဲ့တော့ချင်းအင်ကတယောက်ကသူတို့ပြောပုံရပါတော့ ဟိုဘာပညာညာပညာလေးတွေတက်တယ်ပေါ့ဘာပညာညာပညာလေးတွေတက်တဲ့အခါကျတော့အဲ့တော့သူတို့အိမ်ဟိုးတဲ့ဟိုဟာနဲ့ပြစ်လိုက်ဒီဟာနဲ့ပြစ်လိုက်အင်းနဲ့ပြစ်လိုက်နော်အဲ့လိုလေလလာပြစ်တယ်လို့ပြောတာပေါ့သူတို့သူတို့ပြောစကားကိုပဲပြောတာနော်အဲ့တော့အဲ့ဒါဆိုလို့ရှိရင်တော့အဲ့တော့ဒါလေးလုပ်ပြီးတော့ဒီဒီပြက်စင်းနဲ့လှဲကြည့်ပါလားကျွန်တော်ပြောလိုက်တယ်အဲ့တော့ तू ကအိမ်ရောက်တဲ့အခါမှာ तू လှဲတယ်ပေါ့လှဲတော့အဲ့ရက်မှာသူတို့မိသားစုတွေနောင်ချိုရောက်တဲ့အချိန်မှာနောင်ချိုမှာအဲ့လိုပေါ့ ဒီဆရာတယောက်ကြီးရောက်သွားတယ်ပေါ့သူတို့နောက်ချိုးမှာအဲ့လိုမျိုးအထက်လန်းနဲ့ပတ်သက်တဲ့ဆရာတယောက်ကြီးရောက်သွားတဲ့အချိန်မှာအဲ့ဒီမှာသူတို့ရဲ့အကြောင်းကိုအဲ့တယောက်ကိုဝင်ပူးပြီးတော့ပြောတယ်ပေါ့နော်သူတို့မိသားစုကိုတပြက်စီမလဲဖို့ပြောပြပါပေါ့နော်သူတို့ကအဲ့လိုတပြက်စီလဲတိုင်းမှာသူခင်ဗျာခံနေရပါတယ်ဆိုတဲ့အကြောင်းအဲ့ဒါဝင်ပြီးတော့ပြောတယ်လို့ကျွန်တော်ဖုံးဆက်ပြီးတော့အဲ့ဒီအကြောင်းဆရာမိသားစုကကျွန်တော်လှမ်းပြောတယ်ဟာဆရာတပြက်စီကအရင်စွမ်းတာပဲပေါ့အဲ့လိုမျိုးသူတို့အဲ့လိုအိမ်ဘက်ကဘွားတော်ကတော့အဲ့လိုတွေပြော ဟိုတယောက်ကိုဝင်ကူးပြီးတော့ပြောတယ်ဆိုတဲ့အကြောင်းသူတို့ကျွန်တော်တို့ပြောပြခဲ့မှုပါတယ်ပေါ့နော်အဲ့တော့အမှောင်ပြောကတက်တယ်ကိုလည်းနိုင်တာပေါ့ဗျာလှုပ်ကြည့်ပေါ့အဲ့တော့သူတို့လှုပ်ချစ်ခဲ့တဲ့ဖြစ်စဉ်မှန်လားမှားတော့မသိဘူးသူတို့ပြောပြတာတော့အဲ့တိုင်းပြောပြခဲ့မှုပါတယ်ပေါ့နော်အဲ့တော့ဘွားစင်းနေတဲ့ပြည်စည်းလေးကိုလိုအပ်ရင်သုံးပါညာရှိတယ်လို့သုံးပါဒါကတော့အဘဆရာကြီးမင်းသိန်းကကျွန်တော်တို့ပြောပြခဲ့မှုတဲ့တင်ပြခဲ့မှုတဲ့ဘွားစင်းနေတဲ့ပြည်စည်းအကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအိမ်မှာတခြားတော့ဆောင်းထားတင်တာပေါ့နော်တခုရှိတာကသူကတော့ လေထဲမှာပဲလေရပါတယ်ကြမ်းမြင်ကိုလုံးဝမလေရပါဘူးเนาะပြီးရင်တော့တင့်တော်ရနေရာလေးတနေရာမှာတိတ်နှာပေါ့ဒါလေးကိုเนาะ